display and brightness setting ကဖုန်းတိုင်းမှာရှိပါတယ်ဒီ display and brightness setting ကိုလုပ်ပြီးဖုန်းအကြကြခံအောင်လုပ်လို့ရမယ်ဆိုတာတော့လူတိုင်းမသိပါဘူးဟုတ်ပါတယ်ဒီ display and brightness setting ကိုလုပ်ပြီးမှဖုန်းအကြကြခံအောင်လုပ်လို့ရပါတယ်ဒီကောင်ကိုလုပ်ချင်အပြီးဖုန်းအ100ရာခန့်ကတော့9ရက်ထိခံမှာဖြစ်ပါတယ်ကြည့်အချိန်မဆိုရဒီဗီဒီယိုကိုစာလိုက်ရအောင်ကျွန်တော်တို့ဒီ display and brightness setting ကိုလုပ်ဖို့အတွက်တော့ကျွန်တော်တို့အရင်ဆုံးစိုက်ထက်ကိုဝင်လိုက်မယ်နော်စိုက်ထက်ကိုဝင်ပြီးရင်ကျွန်တော်တို့ဒီမှာ display and brightness ကိုရှာမယ်ဘယ်မှာသွားရှာရမှာလဲဆိုရင်ကျွန်တော်အောက်ကိုဆွဲလိုက်မယ်ဒီမှာပဲ display and brightness ဒီမှာပေါ်လာမှာနော် display setting နော်ဒီကောင်ကိုနှိပ်လိုက်ပါဒီကောင်ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာပဲ setting တွေလုပ်မယ်နော် app setting ကိုလုပ်ချင်အောင်ဒီဖုန်းအားချာချာခံမှာဖြစ်ပါတယ် okay app setting ကိုလုပ်ဖို့အတွက်နော် number 1 setting ကိုပြောပြမယ် number 1 setting ကဘာလဲဆိုရင်ကျွန်တော်ဒီ color လို့အေးထားတာပေါ့ဖြစ်ပါတယ်နော်ဒီကောင်ကိုနှိပ်လိုက်ပါဒီ color ကဒီမှာ saturated mode မှာဖြစ်နေရဆိုရင် ဖုန်းအားကုန်တာအရန်ကိုမြန်မာဖြစ်ပါတဲ့ဖုန်းအားတရားရဟနှုတ်ကခဏလေးအထူးမှာကုန်မှာဖြစ်ပါတယ်အဲကြောင့်ဒီကောင်ကိုကျွန်တော်တို့ပြောင်းရအောင်ဖြစ်ပါဒီကောင်ကိုဘယ်မှာပြောင်းမှာပြောင်းရမှာလဲဆိုရင်ဒီကောင်ကိုဘယ်မှာပြောင်းရမှာလဲဆိုရင် VI VID เนาะ recommended ရှိရเนาะဒီကောင်ကိုပြောင်းရအောင်ဖြစ်ပါတယ်ဖုန်းကိုယ်တိုင်ကเนาะ recommend လုပ်ထားတာဖြစ်ပါတယ်เนาะအဲကြောင့်ဒီကောင်ကိုပြောင်းလိုက်ပါဒီကောင်ကိုပြောင်းခြင်းအားဖြင့်ဖုန်းအားကြာကြာခံမှာဖြစ်ပါတယ်เนาะအဲကြောင့်နံပါတ်1စတိမှာကတကเนาะဒီကောင်ကိုပြောင်းလိုက်ပါ ဒီကောင်ပြောင်းပြီးအခုကျွန်တော်နံပါတ်2 setting ကိုလည်းပြောပြမယ်နော်ကျွန်တော်ဒီ display and brightness မှာပဲနံပါတ်2 setting လုပ်မယ်နော်အဲ့ setting ကဘာလဲဆိုရင် automatic brightness နော် phone 2အလိုလိုပဲအလင်းများမယ်အလင်းညော့မယ်နော်ဒီလိုပုံစံနဲ့သွားမယ်နော်အဲ့လိုလိုချင်အောင်ဖိနော် phone အားချာချာမခံပါဘူးနော်ခဏလေးဆိုရင်ကုန်မှာဖြစ်ပါတယ်ကျွန်တော်မောင်းတဲ့နေရာကိုသွားတဲ့အချိန်မှာအလင်းညော့သွားမယ်ကျွန်တော်လင်းတဲ့နေရာသွားမယ်ဆိုရင် လင်းများသွားမယ်เนาะဒီလိုပုံစံအလုပ်လုပ်မှာဖြစ်ပါတယ်အလုပ်လုပ်ချိန်အရဖုန်းကတော်တော်လေးမခံပါဘူးဖုန်းကချာချာမခံပါဘူးအဲကြောင့်ဒီကောင်ကိုပြောင်းရအောင်ဖြစ်ပါတယ်ဒီကောင်ကိုပြောင်းဖို့အတွက်เนาะဒီ automatic brightness ကိုဒီ clock ကိုပေးလိုက်ပါเนาะဒီကောင်ကိုပြောင်းခြင်းအပြင်เนาะတင်ကိုယ်တိုင်ပဲเนาะကိုကဘလောက်အလင်းလိုချင်တာအလောက်ပဲသူတို့အလင်းများအောင်လိုးလို့ရတယ်အရင်အလင်းကို short အောင်လိုးလို့ရเนาะဒါကကိုယ်နဲ့တဆိုင်ရเนาะဒါကတော့ဒီ automatic brightness ကိုပြောင်းမှဆိုရင်တော့သူ့အလိုလိုပဲလိုးလို့မှလားအဲကြောင့်ဒီကောင်ကိုဒီလိုပုံစံနဲ့ပိတ်ထားလိုက်ပါเนาะ ဒါတင်လို့ရမယ့်နံပါတ်2 setting ဖြစ်သွားပြီအခုတင်လို့ရမယ့်နံပါတ်3 setting ကိုလည်းပြောပြမယ်နော်အဲ setting ကိုလုတ်ဖို့အတွက်ကျွန်တော်တို့ဒီအောက်ကိုဆွဲမယ်ဒီ refresh rate ကိုနေမယ် refresh rate ကများမယ်ဆိုရင်တော့ဖုန်းအားချာချာမခံပါဘူးနော်ဖုန်းအားခဏလေးဆိုရင်ကုန်သွားဖြစ်ပါတယ်ဖုန်းအား100ရဟန်းလုံးကနော်ခဏအတွင်းမှာပဲကုန်သွားဖြစ်ပါတယ်ဒီ refresh rate ကိုကျွန်တော်တို့နှိမ့်ဆုပ်နေအောင်ထားရအောင်ဖြစ်ပါတယ် refresh rate များရင်ဖုန်းအားကုန်တာအရန်ကိုမြန်မာဖြစ်ပါတယ်နော် ဒီ refresh rate ကိုကျွန်တော်တို့ maximum ဖြစ်နေဆိုရင်နော် maximum က120 hz ပဲပြီးတော့ standard mode ကိုပြောင်းမယ်နော် standard နေရာကိုပြောင်းမယ်နော်60 hz နော်ဒီတော့ပဲပြောင်းမယ်နော်ဒီကောင်ပြောင်းခြင်းအဖြစ်ဒီမှာ save battery နော်ဒီမှာလည်းရေးထားနော် battery အခိုင်မယ်ဆိုပြီးဒီမှာလည်းရေးထားနော်ဖတ်လို့ရနော်အဲကြောင့်ဒီ setting ကိုပြောင်းလိုက်ပါနော် okay ဒီ setting တွေတုံးခုပြောင်းပြီဆိုတော့အခုကျွန်တော်ပြောင်းရမယ့် setting number 4ကိုပြောပြမယ်နော်ဒါကနောက်ဆုံး setting ဖြစ်ပါဖြစ်ပါတယ်နော်အဲ setting ကိုပြောင်းဖို့အတွက်ကျွန်တော်တို့ ဒီ display brightness setting မှာဒီအပေါ်ဆုံးအောင်မဲ့ light mode and dark mode ရှိရနော်ဒီမှာဆိုရင်ကျွန်တော်တို့ light mode ကိုကျွန်တော်ပြောင်းမယ်ဘယ်ဘက်ကိုပြောင်းမယ်ဆိုရင် dark mode ကိုပြောင်းလိုက်မယ်နော်ဒီအဖြူအောင်ဖြစ်ရင်နော် screen ကဖြူအောင်ဖြစ်ရင် fog ကုန်တာအရင်ကိုမြန်မာဖြစ်ပါတယ်အကြောင်း phone ကို dark mode ပြောင်းလိုက်ပါ dark mode ပြောင်းခြင်းအားဖြင့်နော် fog အကြာကြာခံပါနော် okay အကြောင်းကျွန်တော်တို့ဒီမှာကိုဒီကောင်ကို light mode ကနေ dark mode ကိုပြောင်းလိုက်ပါလို့ပုံစံနဲ့ပြောင်းလိုက်ပါ တော့ပြောင်းချင်ရပြီနော်သင်ရဲ့ phone screen ကအမန်းအောင်ပုံစံပြောင်းသွားအောင်ဖြစ်ပါတယ်အဲ့လိုဆိုရင် phone ကချာချာခံမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီ setting တွေကိုလွှတ်လိုက်ပါနော် display and brightness setting မှာရှိတဲ့ဒီ setting ကိုလွှတ်လိုက်ပါနော်ဒီ setting တွေကိုလွှတ်ချင်အားဖြင့် phone အားချာချာခံမှာဖြစ်ပါတယ်